ဟိုမှာမလိုက်စီမှာတောင်းဝင်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တောင်းဝင်ရှိတယ်အေးမလေးတောင်းဝင်ရှိလို့ကျွန်တော်ပြောတာမင်းတောင်းဝင်ဒီကိတ်ကိတ်ပဲရှိမဟုတ်လေအဲ့ဒါဘုံပဲမမေးလာမန္တလေးတိုင်းမိဂီနာမျိုးအဝင်ဂိတ်မှာစစ်ကောင်စီကဗိုလ်မှူးတဦးနဲ့အခြေတင်စကားများခဲ့တဲ့ပြူဇော်ရီကောင်းဆောင်ကိုစော်ယူထွန်းကိုနိုင်ငံတော်တည်ငြိမ်အေဂျင့်မှုကိုပြပြားစီရန်ရည်ရွယ်ချက်နဲ့လုံဆောင်မှုပုံမှန်905ကကြီးနဲ့တရားစွဲဆိုလိုက်ကြောင်းသိရပါဗျ။လူမှုကွန်ရက်မှာပြန့်နှံ့ခဲ့တဲ့ရုပ်သံထဲမှာတော့လုံခြုံရေးအတွက်စစ်ဆေးဖို့ကားမှန်ချခိုင်းခဲ့တဲ့ကိုစော်ယူထွန်းကို စစ်ကောင်စီရဲ့ဗုံမှုဝေဖြိုးကလက်နက်နဲ့အာဏာအသုံးပြုပြီးချင်းချောက်လို့အခြေတင်စကားများခဲ့ကြတာကိုတွေ့ရပါတယ်။လက်ရှိပုံမှန်905ကကြီးနဲ့တရားစွဲဆိုခံရမှုဟာဗုံမှုဝေဖြိုးနဲ့ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့မဆိုင်ဘူးလို့ပြောဆိုမှုတွေရှိသလိုအဲ့ဒီအချက်ကြောင့်ပဲအပြစ်ရှာတရားစွဲဆိုခံရတာလည်းဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ပြည်စော်ဒီအဖွဲ့နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တချို့ကတော့ကိုစော်ယူထုံးကိုဖမ်းဆီးတာဟာစစ်မှုထမ်းမလိုက်ပါခြင်းသူတွေကိုငွေကြေးတောင်းခံမှုတွေရှိနေတယ်လို့ ပြီးခဲ့တဲ့မေလ23ရက်နေ့ကလူမှုကွန်ရက်မှာရေးသားဝေဖန်ခဲ့တဲ့အတွက်မေလ15ရက်နေ့မှာဖမ်းဆီးခံရရတာဖြစ်တယ်လို့ဆိုပါတယ်။စစ်မှုထမ်းစစ်မှုထမ်းဆွဲတဲ့ post နဲ့ဆိုင်နေဟုတ်အဲ့ဒါလေးနဲ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးသွားတယ်လို့ဆိုတယ်ပေါ့ဗျာဆိုတယ်ဆိုတာအမှုအခုအမှုကွန်တာတာလည်းအဲ့ဒီအဲ့ဒီပုံမှန်နဲ့ပဲညှိတာဟုတ် ဟုတ်ကဲ့မေလာဆက်ငါးရက်နေ့နေ့လေတနားကြီးနဲ့ပတ်သက်မနေ့ဆိုလို့ကျွန်တော်တို့ယူဆတာတော့ဖြည့်ချင်းမုံမားတယ်လို့ပဲယူဆပါတယ်ဖြည့်ချင်းမုံမားတယ်ပေါ့ဗျာဖြည့်ချင်းမုံမားတယ်ဆိုတာသူကိုယ်တိုင်လည်းစင်မှုတန်းအောင်တယောက်ဖြစ်တယ်နောက်တစ်ခါကသူကိုယ်တိုင်လည်းခုညပြည်သူစိတ်ကောင်းဆောင်ဖြစ်တယ်ပေါ့ပြည်သူစိတ်ကောင်းဆောင်ဖြစ်တယ်ဟိုအောက်ခြေမှာဖြစ်နေတဲ့စင်မှုတန်းစင်မှုတန်းစုဆောင်တဲ့ ပြဿနာလည်းပတ်သက်ပြီးတော့နေရာတိုင်းမှာဖြစ်နေတာလေနေရာတိုင်းမှာဖြစ်နေတယ်အဲ့ဒါကိုဖြည့်ချင်းပုံမာသွားတယ်လို့ပဲကျွန်တော်တို့ကယူဆပါတယ်အဲကိုစော်ကြီးထွန်းအနေနဲ့သူဖြည့်ချင်းပုံမာတယ်ပေါ့ဗျာကျွန်တော်တို့ကအဲ့လိုအဲ့လိုပဲတုံးတက်တယ်ဘာလို့လဲဆိုတော့ပုံမာအစိုးရကလည်းဟိုဒီလိုမျိုးပါမတမာမှုရှိလို့ရှိရင်တိုင်ညာနိုင်တယ်ဆိုတဲ့ဥစ္စာရှိပြီးသားလေအဲ့ဒါကြတော့ကျွန်တော်ကျွန်တော်လူနေသားဆိုရင်အဲကျွန်တော်လူနေသားမဟုတ်ဘူးပေါ့ဟိုပါပေါ့ကျွန်တော်ဆိုရင်ပေါ့ဗျာအဲ့ခိုင်မာတဲ့ခိုင်မာတဲ့ data စုဆောင်ပြီးတော့ အဲ့သူတို့တိုင်ကြမဲ့နေရာကိုတိုင်မှာပေါ့အဲ့လိုဆိုရှယ်မီဒီယာမှာထပြရတာကြတော့တစ်ချက်လွတ်တယ်လို့ထင်တယ်ကျွန်တော်ကတော့ကိုစော်ရွထွန်းကမိကြီးလာမြို့နယ်တဲ့ပြည်သူစစ်မှုထမ်းလူစားထိုးဖို့အတွက်ယောက်ျားလေးရှိတဲ့အိမ်တိုင်းကိုပြည်တွင်းမှာရှိနေသူဆိုရင်ကျပ်9000နဲ့ပြည်ပမှာရောက်ရှိနေသူတွေဆိုရင်ကျပ်7000ကောက်ခံနေမှုနဲ့ပတ်သက်ပြီးစစ်မှုထမ်းအစားထိုးဖို့အတွက်ငွေကောက်ခိုင်းတာတရားဝင်ရလားဆိုပြီးတော့လူမှုကွန်ရက်ဆမ်မေနာမှာမိကုန်းထုတ်ရေးသားခဲ့တာဖြစ်ပါတယ် ရီဇတ်သူရီရဲ့ပြောပြချက်အရလီတဲ့အရာရှိဟောင်းတဦးဖြစ်တဲ့ကိုစော်ယူထွန်းကပြည်သူ့စစ်ကောင်းဆောင်ဖြစ်တဲ့အပြင်စစ်မှုတန်းကြောင့်ထွက်ပြေးတိမ်းရှောင်တဲ့လူငယ်တွေကိုလည်းဖမ်းဆီးပေးလေရှိသူဖြစ်ပါတယ်။ဒါပေမဲ့ကားမှန်ချခိုင်းတဲ့ကိစ္စကြောင့်ဗုံမှုနဲ့အခြေတင်ဖြစ်ပြီးတဲ့နောက်မေလ23ရက်နေ့မှာစစ်မှုတန်းနဲ့ပတ်သက်လို့ဝေဖန်စာရေးသားလိုက်တဲ့အချိန်မှာအခုလိုဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။အဲသူကတော့ဘယ်လိုပြောမလဲစစ်ကောင်စီကတော့ဝေဖန်တာခံနိုင်မရှိဘူးပေါ့နော်ဝေဖန်တာနဲ့ဒီလိုလိုပြည်ပြန်ပြီးတော့ အဲဒါသူအရေးကြီးပါပဲဗောနော်ကျွန်တော်တို့ရှေ့မှာဆိုပေါ့ကိုတော်တို့ဘာလို့လဲဒါသူပဲပန်းပန်းထိလိုက်ပြီးပြီးမှသာဒီဝေဖန်မှုများလေးကျန်လို့တဲ့အားလေးတွေ့ရတာဗောနော်အခုဒီဒီကြည့်ရဆိုလို့ရှိရင်လည်းဒါဒီဒီဘုံမှုနဲ့ဗောနော်ဘုံမှုဒီမာဇဘဘုံမှုနဲ့ဒီသူတိတ်ဒီဆိုဆိုကြာပြဿနာဗောနော်အဲ့ပြဿနာဘုံဒီပြီးတော့ဒါကြောင့်သူကပေါ့ကွဲတယ်ဗောဒီဒီပြည့်စုံတာတွေပါရင်တက်တက်လို့တာတာဝန်ရှိပြီးလောက်အောင်ပူရှိတဲ့မာဇဘဘုံမှုတပြာပြီးတော့ ဟိုဒီဝေဖန်တဲ့သဘောမျိုးပေါ့နော်အဲအဲ့လိုမျိုးသဘောမျိုးနဲ့လုပ်တယ်လို့ကျွန်တော်တို့ယူဆရတာပေါ့အဲ့ဒီတစ်ခုဒီဒီလိုမျိုးကိစ္စတွေကအဲ့လေမလိုက်လို့မရိလာလို့ရင်ဖြစ်တာမဟုတ်ဘူးပေါ့တနင်္ဂနွေလုံးမှာဖြစ်နေတာဆိုတော့ဒီဟာကိုအဖြစ်မခံဘူးပေါ့နော်ဒီဟာကိုဒီဘယ်လိုပြောရမလဲလူသိချင်များအဖြစ်မခံဘူးဒီဒီလိုတွေရောက်နေတဲ့ဒါမျိုးတော့လက်မခံဘူးပေါ့ဒီဟာကိုလက်ခံလာလို့ဆိုရင်ကျန်တဲ့လူတွေကလည်းဒီပြဝေဖန်ကြမယ်ဆိုလို့ရှိရင်ဒါသူဘယ်လိုမှရည်ရည်လို့အစ်မပြေဘူးဆိုတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးထင်ပါတယ်ဆိုတော့ ကိုဇော်ယူထွန်းဖန်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီထောက်ခံသူတွေကြားမှာပဲသဘောထားကွဲလွဲမှုတွေရှိပြီးသူ့ကိုပြန်လွှတ်ပေးဖို့လဲစစ်မှုထမ်းဟောင်းတွေနဲ့စစ်တပ်ထောက်ခံသူတွေကတောင်းဆိုမှုတွေရှိနေပါတယ်။သူ့ကိုဖန်ဆီးသွားပြီးတဲ့နောက်မိထီလာပြည်သူ့စစ်အဖွဲ့က18ခုနှုတ်ထွက်သွားတယ်လို့မိထီလာပြူဇော်တီအဖွဲ့ဝင်တအူးကလူမှုကွန်ရက်ဆာမျက်နှာမှာရေးသားထားပါတယ်။